ဒီကလာပေါက်ဈေးနဲ့ဆိုရင်သိန်း1000ဝန်းကျင်ရှိတဲ့ကမ္ဘာကျော် BMW ဆိုင်ငယ်ကြီးကိုဒါတော့အပြင်မှာပထမဦးဆုံးမြင်မှုချင်းအမှတ်တရပါ။ Okay နော်ကားစီးကြလို့ဒါ BMW GSR 1250ဆိုင်ငယ်ကြီးဖြစ်ပါတယ်။ဒါတော့ model 2021 model ပါ။အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်ပါ motorbike auto တယောက်ဖြစ်ပါတယ်။ဒီ BMW GSR 1250ဆိုင်ငယ်ကြီးမှာဆိုရင်ဒါရှီမီဒီဇိုင်းကိုလည်းကြည့်လေအောင်နော်။ နော်ရှေ့မီဒီဇိုင်းရတာတော်တော်ကိုလာနော်တော်တော်ကိုမိုက်တယ်ပြီးရင်ဒါရှေ့လီဂါမန်အင်းဆိုလဲဒါနော်အရှေ့ပုံမှန်တချို့ဆိုင်ကယ်လေးကြီးဆိုရင်ဗျာရှေ့လီဂါမန်ကဒါပူတူတူလေးပဲဒီမှာတော့ရှေ့လီဂါမန်ကြီးကလည်းအရှေ့ကြီးဒါဒီမှာရှေ့မီဒီဇိုင်းအရန်မိုက်တယ်အဲဒီမှာဆိုရင်လဲဒါဝေးကြီးတွေကနော်လုံးဝတောင့်တောင့်တင်းတင်းနဲ့တော်တော်ကိုမိုက်တယ် ABS system ပါတယ်ပေါ့နော် ABS system ပါတယ်ပြီးရင်ဘေးမှာဆိုလဲဒါ engine car တွေရောပါတယ် အင်ဂျင်ကားတွေရောပါတယ်ဒါဒီမှာဆိုလဲအင်ဂျင်ကြီးကလည်းအကြီးကြီးနော်အင်ဂျင်ကလည်းအကြီးကြီးမဟုတ်ဘူးအာအင်ဂျင်ကားတွေရောပါတယ်နော်ပြီးရင်လုံးဝဒီနောက်မှာဆိုလဲဒါပုံရောဒါတော့ဟောဟိုင်ဝေးသွားရင်နော်ပစ္စည်းအတူအဆနော်တိုလီမိုလီပစ္စည်းတွေထည့်လို့ရအောင်လို့ဒါပုံကြီးကလည်းအကြီးကြီးနော်ပုံကြီးကလည်းအကြီးကြီးပါနော်ဒီမှာတော့ဒါနှစ်ယောက်တော့ကောင်းကောင်းမွန်မွန်စီးလို့ရမယ်နှစ်ယောက်ကောင်းမွန်စီးလို့ရမယ်ပြီးရင်ဒီမှာဆိုလဲနော်ကျွန်တော်တို့ဆိုင်ကယ်လက်ကင်ပါဆိုလဲဒါဒီမှာနော် ဟိုလက်ကာပေါ့လက်ကာတွေလည်းပါမယ်လက်ကာတွေလည်းပါမယ်ဟောဒီမှာဆိုလဲဒါဖုံးညှက်လို့ရမယ်ဗျာဟိုမှာတွားရင်းနဲ့အဲဖုံးညှက်ပြီးမှဟိုမှာကျွန်တော်တို့ GPS နဲ့လမ်းအခြေအနေကြည့်မှလာပေါ့နော်ဟိုကဘယ်နားရောက်နေဘယ်ဟိုသွားမှလဲကြည့်မှလာဒါမှမဟုတ်ရင်ဖုံးလာရင်တိအောင်လို့ဖုံးထားမလားပေါ့ဒီမှာဆိုလဲဒါဖုံးညှက်လို့ရမယ်ညှက်လျောပါတယ်အာဒီမှာဆိုလဲဒါလုံးဝသူ့ရဲ့ LED display ကအရန်မိုက်တယ်နော်အရန်မိုက်တယ်အာဒီမှာဆိုလဲဒါသူ့ရဲ့ အဲတိုင်ဘွက်ပေါ့တိုင်ဘွက်က LED display နဲ့ပေါ့နော်အဲတော်တော်ကိုမိုက်ပါတယ်ခင်ဗျာနော် BMW GSR 1250စံကယ်ကြီးဖြစ်ပါတယ်ဒါ model ကတော့2020 model ပါဒါဒီကာလပေါက်သေးနေဆိုရင်တော့3000ဝန်းကျင်လောက်ရှိနေပြီဖြစ်ပါတယ်နော်ဟောကားစရိကြလို့ဒီစံကယ်ကြီးကတော့ဒါ luxury တုံးပစ္စည်းပေါ့နော် BMW လဲကြိုက်တယ် BMW လဲ crazy ဖြစ်မယ်ပတ်စံလဲရှိမယ်ဆိုရင်တော့လုံးဝ စီးပြောပါလိမ့်မယ်။တေချာတကူကတော့ဒီဆိုင်ကြီးရဒါကျွန်တော်ကတော့စီးလို့မရတော့ဘူး။ဘာလို့လဲဆိုတော့အရမ်းမမီလို့။ Okay ကိုရီးယားအရမ်းပူရတူဆိုတော့အရမ်းမမီလို့ကြည့်လို့နည်းနည်းအမြင်မဟုတ်ဘူး။ကျွန်တော်တို့ရဲ့ဒီမှာခါချီကျော်လောက်တောင်ရှိနေပြီ။နော်။ခါချီကျော်လောက်ရှိနေပြီ။ပြီးရင်ဒါကျွန်တော်ထင်တယ်သူ့ရဲ့နော်ဆိုင်ကယ်ကိုရီးယားဝိတ်အနေထားနဲ့ဆိုရင်တော့အရမ်းပူရတဲ့သူတွေအဆင်ပြေမှာမဟုတ်ဘူး။မော်ရီကတော့2021မော်ရီပါရပ်လစ်လိုင်စင်ကြီးနဲ့ဝယ်ယူစီးနှင်းခွင့်ရမှာဖြစ်ပါတယ်။ဒါဒီဘိန်းကတော့ရောင်းမိတ်မဟုတ်ပါဘူး။ ဒါတော့မင်းသားကြီးဆိုင်ရဲ့ရှိုးရူးမှာဒါအလှပြထားတဲ့ဆိုင်ကယ်ကြီးပေါ့ဒါတော်တော်ကြီးကိုအရန်အရန်မိုက်ပါတယ်ခင်ဗျာ။ Okay ပါကျွန်တော်မော်တော်နီရဲ့ဆိုင်ကယ်ချစ်သူမိတ်ဆွေတွေမှာရော BMW ဆိုင်ကယ်ကြိုက်တဲ့သူတွေဘယ်လိုပြပါလဲ။ပါတယ်ဆိုရင်ခွန်းမတ်မှာ yes လို့ရေးပေးခဲ့ပါအောင်ခင်ဗျာ။